ရေးချင်အစီအစဉ်မှာလန်ဆာစကေးတွေလုံးပြပြီးဖခင်စိတ်ကြီးရနယ်တွေရဲ့ခြေရာကိုနင်းမယ်ဆိုတာပြသလိုက်တဲ့ဂျူနီယာ။ပေးတော်အားလုံးပဲမိသားများရှင်အိုင်ဘတ်ခွန်ရှေကော online အချင်းကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်စိတ်ကြီးရနယ်တို့ဟာအသက်60ကျော်ပြီဖြစ်ပြီးဒါဘောလုံးသမားဘဝကိုများမချခင်ဆွန့်ခွာတော့မယ့်အခြေအနေပဲဖြစ်ပါရင်ဒါပေမဲ့ရယ်လိုမရှိတော့ရင်ရယ်လိုကိုစားဆက်လက်အားပေးရမယ့်သူတူရှိနေပါရင်သူကတော့စိတ်ကြီးရဲ့အသားဖြစ်သူဂျူနီယာပဲဖြစ်ပါရင်ကျွန်တော်သားကကျွန်တော်နဲ့တွဲကစားနိုင်ဖို့အတွက်ဖိအားတွေပေးနေပါရင်ဒီစကားကိုပြောခဲ့သူကတော့ခရစ်စတီယာရိုနယ်ဒိုပါ ဘယ်တော့လည်းရှိချိန်ဒီဘောလုံးလောကကနေအနားမြူသေးတာဟာသူကိုယ်တိုင်ရဲ့ဆင်အားတက်တန်မှုကြောင့်လည်းပါသလိုတားဖြစ်သူဂျူနီယာနဲ့တွဲကစားဖို့ရွယ်ထားတာကြောင့်လည်းပါပါရင်ဂျူနီယာဟာအသက်16နှစ်ရှိနေပြီဖြစ်ပြီးလူကောင်ရွယ်စားမှာတော့ဖခင်နဲ့ရွယ်သူနီးပါးအခြေအနေကိုရောက်နေပြီဖြစ်ပါရင်သူကလည်းရှိမှာပေါ်တူဂီယို16အတင်းတွေရွေးချယ်ခြင်းခံထားရပြီးလေးချင်ကန်းနဲ့ဆင်နေပါရင်ဂျူနီယာရဲ့လေးချင်ကန်းဆင်နေတဲ့ဗီဒီယိုတွေကိုဒရီမီယာတွေကဖော်ပြခဲ့ကြပါရင်ဂျူနီယာဂျူနီယာဟာသူ့ဖခင်ရဲ့ဆင်ကားပြုလုပ်တဲ့ဘောလုံးစကဲတွေကိုပြသနေပြီးဖခင်ချေရနေမယ်ဆိုတာကိုမြင်သာနေကြတာဖြစ်ပါရင် ဘယ်လိုအောင်အနာမျိုးသေးရင်တစ်ချိန်ချင်းမှာသူတို့အသားဖာမျိုးကိုမျက်ကင်းစင်းပေါ်မှာအတူတကွမြင်ရဖို့ရရှိပါရင်ဘယ်လိုကိုယ်တိုင်ကအသားဖြစ်သူနဲ့အတူဘောလုံးတွဲကစားနိုင်တဲ့အထိတန်မာနုပြိုသေးတယ်ဆိုတဲ့မိုင်းတိုင်းကိုစိုက်ထူချင်နေတာပါဒါကြောင့်လဲအသက်60ကျော်လို့မထင်ရအောင်သူ့ကိုယ်သူ share train နေတာလည်းဖြစ်ပါရင်အသက်60မပြောနဲ့အသက်35ကျော်လာရင်တော့မှဒါတန်မာဘောလုံးမတူအတွက်ဆိုရင်အနားယူရမယ့်အရွယ်ပါ ရန်တိုနဲ့တက်တူရဲတို့တွေအနားယူသွားကြပြီးတချို့ကနီးပြလို့တချို့ကဘောလုံးဝေပန်သုံးသက်သူတွေလို့ခနာကိုအချိုးစားကလည်းပြောင်းလဲသွားကြပါမယ်။ရန်တိုကတော့အာကစားလမကောင်းတယောက်ရဲ့ခနာကိုအချိုးစားနဲ့ကိုင်းထဲမှာပြေးလွှားကစားနေနိုင်တော့ဖြစ်ပါရင်အသက်ရွယ်နဲ့မလိုက်အောင်ချေဆွမ်းပြကစားနေနိုင်တော့မှာပင်ရန်တိုဘောလုံးသမားဘွားကနေအနားမယူသေးတာဟာတခြားသောအချောင်းပြားချက်ရှိကောင်းရှိနိုင်ပေမယ့်ဒေချာတဲ့အချောင်းပြားချက်ကတော့တားဖြစ်သူရဲ့ဖိအားပေးမှုကြောင့်ပဲဖြစ်ပါရင်ရန်တိုကကျွန်တော်ကိုဂျူနီယာလေးကဖိအားပေးနေပါတယ်။သူနဲ့အတူတွဲကစားဖို့ကျွန်တော်ကိုနောက်ထပ်နှင်းနေငယ်တော့ဘောလုံးလောကမှာဆက်ရှိနေပေးဖို့သူပြောထားပါတယ်လို့ပြောခဲ့မှုပါရင် ရဲတော့ NSR အတင်းကိုစားရောက်တုန်းကလောဝကလေးတတအရွယ်သာရှိသေးတဲ့ဂျူနီယာဟာလက်ရှိမှာတော့လာမဲရမဲလို့လို့အရွယ်မျိုးကိုရောက်ရှိနေပြီလေဖြစ်ပါရင်ဆယ်ယူရနယ်တို့ရဲ့ NSR အတင်းကလည်းပြီးခဲ့တဲ့ညမှာကစားခဲ့တဲ့ sorry ဖြင့် flash မှာအဲ ETA အတင်းကိုရှုံးပြီးပြိုင်ပွဲကနေထွက်ခွာခဲ့လိုက်ရပြီဖြစ်ပါရင်ပွဲစဉ်နဲ့ရနယ်တို့ဟာကိုသမားနဲ့တူချင်းတွဲဆောင်ခဲ့ပြီးအပိုင်ကိုတွင်းကွင်းရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ဘူးဖြစ်ပါရင်ရဲတော့အနေနဲ့ကိုသမားအပေါ်ကနေမာတင်အဆုံးသတ်ဖို့စူးစမ်းခဲ့တာဖြစ်ပြီးကိုသမားဖမ်းသွားတာကိုပဲခြုံလိုက်ရတာဖြစ်ပါရင် ဒီလိုနဲ့ NSR နဲ့ NAD ရအသင်းကိုလည်းကိုတကုတ်နဲ့ရှုံးနေသွားခဲ့တော့တာဖြစ်ပါရင် Rano နဲ့ Sorry Bin Flag ဟာကံမဆက်ဘူးလို့ပဲဆိုရတော့မှာဖြစ်ပါရင်နှစ်တိုင်း Sorry Bin Flag ကနေပြုတ်ခဲ့တာအခုဆိုရင်၄ချိန်မြောက်ဖြစ်နေပြီလည်းဖြစ်ပါရင် ရတော့ NSR နဲ့အတူအဓိကဆူပလာတွေဖြစ်တဲ့ Sorry Pro League အမှတ်ပေးချန်ပီယံဆို Sorry Super Blan ပြင်းပလာအာရှချန်ပီယံလိတဲ့ကိုမရောက်နိုင်သေးဘူးလေဖြစ်ပါရင်တရားဒီမှာ NSR အသင်းအပြင်းပလာနဲ့ Super Blan ကနေပြောပြီးသွားပြီဖြစ်ပြီး Sorry Pro League နဲ့အာရှချန်ပီယံလိကိုသာအယုံဆိုင်ရတော့မှာဖြစ်ပါရင်စေကြီးနေနဲ့ NSR နဲ့အတူအမှတ်ပေးချန်ပီယံဆိုကိုရောက်နိုင်မလားစောင့်ကြည့်ရမှာပါလက်ရှိမှာ NSR Sorry League မှာ6ဝဲကစား6ဝဲစလုံးနိုင်ထားပြီးမှတ်ပေးစရာထိတ်ကိုဥဆောင်ထားနိုင်ပါရင် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအကစားနဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ